မိတ်ဆွေအတုမိတ်ဆွေအတုဆိုတာကောင်းမျိုးချမ်းသာကိုမပေးဘူးကြည့်လိုက်တော့မိတ်ဆွေပဲသို့တော်လည်းအမှန်ကမဟုတ်သည့်အတွက်ကြောင့်ဆိုပါလို့ရွှေစင်းနဲ့ရွှေတုကြည့်လိုက်မယ်ဆိုရင်တော့အယောင်ကတော့လက်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 နဲ့ရွှေရောင်တစ်ခါတစ်ခါရွှေတုကတောင်ပို့ပြီးတော့အယောင်လက်နေတတ်တယ်စိန်တုနဲ့စိန်စစ် စိတ်အစိတ်ကတဲ့စိတ်အတွေ့ကပုံပြီးတော့အယောင်တွေဖိ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 တောက်နေလူတိုက်ဆရာဖြစ်တယ်တခါတည်းဟာမိတ်ဆွေဂျူးကလည်းအဲ့ဒီတိုင်းပဲအစစ်နဲ့စစ်နဲ့တူလို့အတူလို့ခေါ်တာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့မိတ်ဆွေဂျူးဆိုတာအစစ်နဲ့ရောထွေးနေတတ်တာဖြစ်သောကြောင့်ကိုယ်ကိုယ်ပြပြနားလည်အောင်ရသော်ပြမိတ်ဆွေတို့16ပြောင်းရှင်းပြထားတာရှိတယ် အမိနာမတွေမမှတ်မိခြင်းနေပါစေနော်သဘောထားကိုမှတ်မိသွားရင်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိတ်ဆွေအစ်စ်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိတ်ဆွေအတုဆိုတာကိုတတိထားတတ်ဖို့ပါနော်အဲ့တော့မြတ်စွာဘုရားကမိတ်ဆွေအတုဆိုတာခွဲခြားတဲ့အခါမှာအောက်လိုင်းလေးအရင်ပေးလိုက်တယ်ခေါင်းစည်းလေးတွေပေးပြီးတော့မှ မိတ်ဆွေအတု16ယောက်ကိုဖော်ပြတယ်။အဲဒီမှာနံပါတ်1မိတ်ဆွေသူကအယူသက်သက်အပေးမဖက်တဲ့အယူသက်သက်မိတ်ဆွေကိုစီကရစရာရှိယူယုံပဲယူတတ်တယ်သူကဘာမှပေးတာမဟုတ်ဘူးเนาะအညတ်ဓာတုဟရလို့ပါဠိလိုခေါ်တယ်အယူသက်သက်ပဲသူကရွယ်ယူသွားတယ်ကော်ဖီဆိုင်သွားတယ် နော် copy site သွားရင်ကိုယ်အားပဲချိန်လေးရတယ်အများသား ice cream သွားစားတယ်ကိုယ်အားပဲပတ်စံပေးလေးရတယ်သူကဘယ်တော့မှထုတ်ပေးတယ်မရှိဘူးအိတ်စံပြီးအားပတ်စံပါမလားလို့ပြောချင်ပြောသွားမှာပေါ့နော်သူကကျွေးတယ်လို့ကိုမရှိဘူးသူများကျွေးတာလိုက်စားတတ်တယ်အဲ့ဒီမိတ်ဆွေပြောအညာတ္ထုဟရအယူသမားတက်တဲ့လို့သူပြောနောက်တစ်ယောက်ကပါတော့ဆိုရင်ဝစီပရမတဲ့ အပြောတသက်နဲ့အခံနဲ့မိတ်ဆွေမျိုးတဲ့အပြောတသက်နဲ့အခံပုဂ္ဂိုလ်အပြောပဲလက်မပါဘူးလို့ဆိုလို့တယ်နော်ပြောရင်ပြောတာလက်မပါဘူးအဲ့ဒီမိတ်ဆွေမျိုးနဲ့တတိထားရမယ်နောက်မိတ်ဆွေကအလုတ်ပြရပါလိအကြိုက်လိုက်ပြောတတ်တဲ့မိတ်ဆွေဘာဖြစ်အကြိုက်လိုက်ပြောဟုတ်တယ်ဆိုလဲအကြိုက်လိုက်ပြောမဟုတ်ဘူးဆိုလဲအကြိုက်လိုက်ပြောနော်မှန်ပါဗျာမှန်ပါဗျာဆိုရင်မိတ်ဆွေမျိုးပေါ့ ဘိုလ်လိုပြောတဲ့အကောင်ဒီလိုပြောတဲ့အကောင်နော်အဲ့ဒါလိုမိတ်ဆွေမျိုးကိုအနုပိယပါဠိအချိုက်ကိုလိုက်ပြောတတ်တယ်ဟောနောက်မိတ်ဆွေတယောက်ကဘယ်သူတော့ဆိုရင်အပါယတဟာယပျက်စီးဆုံးရှုံးမှုကိစ္စမှာအများကအဖော်လိုက်တယ်အဲ့ဒီလိုပါတရားပွဲခေါ်ရင်တော့အဖော်မလိုက်ဘူးနော်စတေရှိုးအဖော်ခေါ်ရင်လည်းလိုက်တယ် အရက်ဆိုင်အခေါ်ခေါ်ရင်လည်းလိုက်တယ်ဘယ်နေရာသွားရသွားရလိုက်တယ်အလူချမ်းသွားစီရအောင်ဆိုလည်းလိုက်တယ်အဲ့ဒီလူမေးစုမျိုးအဲ့ဒါအပါယတဟာယဒီဟာကအောက်လိုက်အနေနဲ့ခြားပြီးတော့ပြောတာနော် general point ကိုရက်ဆောင်ပြပေးပြီးတော့အညတ်တတုအညတ်တတုဟရအယူတက်တက်ကိုကဘယ်တော့မှမပေးဘူးအပေးမဲ့ဖက်အယူတက်တက် မိတ်ဆွေကိုထပ်ပြီးတော့မြတ်စွာဘုရားကလေးမျိုးထပ်ခွဲပြီးတော့ပြတယ်အဲ့ဒီကနေစပြီးတော့လေးဦးလေးခုကိုလေးနဲ့မြောက်ထား16ရောက်ဖြစ်နေတာနော်ကဲအညတတုဟရဆိုတာအယူတတ်တဲ့ပဲသူကဘယ်တော့မှမပေးဘူးရအောင်သာယူသွားတယ်ကိုယ်စီကပါသွားတာကြီးပဲဘယ်တော့ဖြစ်ဖြစ်ဟောကိုကရလိုက်တာလို့တခုမှမရှိဘူးအဲ့ဒီမိတ်ဆွေမျိုးတဲ့ နောက်တစ်ခုကအပိနဘဟုံအိသတိနည်းနည်းလေးပြီးပြီးတော့အများကြီးရတဲ့လေမိတ်ဆွေမျိုးတချို့ကကိုကနည်းနည်းလေးပြီးတာပြီးပြီးတော့ပြန်တောင်းသွားတာကြတော့ပုံများတယ်တခါတော့ကလူတော့ပေါ်မပြောတော့ပါဘူးเนาะတကယ်လက်ပြီးချက်သွားတာတခုပြောပြ နိုင်ငံတနိုင်ငံမှာသွားတဲ့အခါသူကပလစတာဗုဒ္ဓရုပ်ပွားတော်လေးကိုလက်ဆောင်ပေးတယ်ပလစတာနဲ့လှုပ်ထားတယ်ဗုဒ္ဓရုပ်ပွားတော်လက်ဆောင်ပေးပြီးဘာပြန်တောင်းလို့ဆိုတော့မာဘယ်စုံနဲ့ထူတဲ့ရုပ်ပွားတော်ကိုလက်ဆောင်ပြန်တောင်းတယ်ကဲအဲ့ဒီနှစ်ခုကဘယ်သူကမြတ်သွားလဲဘယ်သူကပိုရသွားလဲထင်မာဘယ်စုံကဈေးကြီးတယ်လေ ပလတ်စတာဈေးမချိဘူးအဲပလတ်စတာလက်ဆောင်လေးပေးပြီးတဲ့အခါမှာမာဘယ်စတုန်းဘုရားစတကျူကိုရအောင်တောင်းတယ်အဲ့ဒါမျိုးတွေမရှိဘူးလို့မအောင်မိနေဘုရားဟောတာတကယ်ရှိတာနော်တကယ်ရှိတာကိုကနည်းနည်းလေးပေးပြီးတော့အများကြီးပြန်တောင်းသွားတယ်ပြန်ယူသွားတယ်အဲ့ဒီလိုဟာမျိုးတွေရှိတယ်တဲ့ဟောနောက်တစ်ခုကပါတော့ဘယမတ္တကိစ္စံကရောတိ ဘယတ္တကိစ္ဆံဘောတိသူ့မှာအန္တရာယ်ကျုံနေလို့ရှင်အိုးမေမလုပ်လဲဆိုလို့ရှင်ဘာခိုင်ခိုင်အကုန်လုပ်ပေးတယ်ညနေချက်နဲ့လုပ်ပေးတာနိသူ့မှာအခက်ခဲကျုံနေလို့ရှင်တစ်ဖက်သားကဘာပဲလုပ်ရလို့နော်ဘာပဲလုပ်ရလို့အလုံးကျုံပြီးတော့လုပ်ပေးတယ်ဘာလို့ဆိုကိုယ့်အခက်ခဲကြောင့်မလို့လုပ်ပေးတာအဲ့ဒီလိုပုံကူမျိုးလဲ ရှိတယ်တဲ့ဒါအညတတုဟရပဲအယူသမားတက်တက်လို့ဆိုတာနောက်တစ်ခုကဘာလို့သေဝတိအဋ္ဌကာရဏလူကိုပေါင်းတာဟာသူ့ကိုကျိုးစီးပွားအတွက်ပေါင်းတာအဲ့လိုမိစေမျိုးကိုကျိုးစီးပွားအတွက်ပေါင်းတာအော်သူကတော့ဘာလို့ပေးနိုင်လဲအဲ့ဒီငါ့ကိုဘာလို့ပေးမှာပဲဆိုပြီးတော့ရင်းနှီးအောင်ပေါင်းတယ်ပေါ့ဥပမာမယ်ယာရုရှိတဲ့ပုဂ္ဂိုလ်သူ့ဆရာဘာပြန်ယူမယ် ဘယ်လိုအခွင့်အရေးတွေရနိုင်လဲဆိုတာကိုချိန်ပြီးတော့ပေါင်းနေပေါ့သက်သာချမ်းသာတဲ့ပုဂ္ဂိုလ်လည်းအဲ့လိုပေါင်းတယ်ယာရုကြီးတဲ့ပုဂ္ဂိုလ်လည်းအဲ့လိုပေါင်းတယ်ပေါင်းတာကိုယ့်အတွက်ပေါင်းတာသူ့အတွက်ပေါင်းတာမဟုတ်ဘူးကိုရလုံရေးချောင်းပေါင်းတဲ့နာမျိုးတဲ့အဲ့ဒီလိုမိတ်ဆွေမျိုးတွေဟာမိတ်ဆွေအတုသာဖြစ်ပါတယ်တတိထားပြီးတော့ဆက်ဆံပါလို့သူပြောတာเนาะ အကယ်၍တတိထားပြီးဆက်ဆံမှုမပြုရင်ကိုယ်စီကပဲပါသွားမှာပဲဘာမှပြန်ရမှာမဟုတ်ဘူးတဲ့ဒီလိုဆိုလိုတယ်ဒါအညတတုခရမိတ်ဆွေလေးမျိုးပြောတာနောက်တစ်ခုဝစီပရမမိတ်ဆွေတဲ့ဒါလည်းလေးအောင်ရှိတယ်ဝစီပရမဝစီဆိုတာနှုတ်ပရမကအလွန်ဆုံးလက်မပါဘူးလို့ပြောတာเนาะအပြောတက်တက် အပြောကတော့ပလောတယ်ချိုးတယ်ဆိုတဲ့လူမျိုးပေါ့နော်အလုပ်ကြတော့လုံးဝမပါဘူးလက်မပါဘူးအပြောလေးနဲ့အဲ့ဒီပုံကမျိုးကဘယ်လိုပုံကတော့ဆိုအတိတေနပฏิတန်ထရတိတဲ့အတိတ်နဲ့ဧကန်တယ်တဲ့နော်အတိတ်နဲ့ဧကန်တယ်ဆိုတာအတိတ်ဆိုတော့ပြီးခဲ့ပြီလားတကယ်ချင်းတယောက်အိမ်သွားလိုက်တယ်တကယ်ချင်းမလေးကမင်းကိုငါမျောနေတာကွာငါတို့အိမ်ချက်တိုင်းချက်ထားတာ မင်းမလာဘူးဒီနေ့တော့မင်းကံမဲ့ချင်မောင်းမင်းမဲ့ရှိတော့တယ်မနေ့ကငါချက်တန်းရင်ချက်တာမင်းကိုညှောနေတာလားကိုမလာအောင်မဲ့ဟောအတိတ်နဲ့အခါနဲ့လို့ပြောတာအဲ့ဒါပြီးခဲ့တဲ့ဟာနဲ့အေးမနစ်တော့ကွာငါစီးပွားလေးကောင်းတာအဲ့ဒီတော့ဆိုရင်မင်းကိုငါကူညီနိုင်ပါတယ်ခုတော့ငါကိုယ်တိုင်ကလည်းဒီနေ့သိအဆင်မပြေဘူးကွာအလုံးကအောင်အတိတ်နဲ့အခါနဲ့လေ အဲ့လိုအတိတ်နဲ့အခံပြီးတော့ဘာတခုမှပေးတာမဟုတ်ဘူးအဲ့ဒါကိုဝစီပရမမေဆွေလို့ခေါ်တယ်အပြောတတ်တတ်နဲ့လက်ပပါပဲနဲ့မကူညီတဲ့ပုံကူမျိုးတဲ့ဒီလိုမေဆွေမျိုးတွေနဲ့လောကမှာရှိတတ်တယ်နောက်တစ်ခုကအနာဂတိနပဋိတန်ထရတိအနာဂတ်မြှော်လင်းချက်ဖြင့်အခံတဲ့ပုံကူတကယ်ချင်းငါဒီနေ့တော့အလောက်ကံလေးအစဉ်ပြေတယ်နောက်နေ့ခါကျရင်တော့မင်းကငါ ဒီကုညီနိုင်လိမ့်မယ်ချင်ပါတယ်ပေါ့နော်နောက်နေ့ကျရင်မင်းဟောကကုညီမယ်ဒီနေ့တော့ငါကြက်နေသေးဒါပေမဲ့ငါလုပ်ကတော့စင်ပြေမယ်လို့ထင်အဲ့တော့နောက်နေ့ခါကျရင်မင်းငါကုညီမယ်အနာဂတ်နဲ့အဲ့ခါထားချွေးသိမ့်ထားနောက်နေ့ခါသွားရင်တော့ကုညီကျမကုညီမှာပေါ့ဒီလိုဆိုတာနော်အဲ့ဒါကတယောက်တည်းနောက်တယောက်ကဘာလို့ဆိုနိရတကေနပင်ကနာလီ အကျိုးမဲ့ဘာတစ်ခုမှအလဟတဘာမှမရှိပဲနဲ့ဘာမှမဖြစ်နိုင်တာနဲ့ချင်းရောက်ထောက်ပံ့တဲ့မိတ်ဆွေမျိုးဘာမှမရှိတဲ့အရာနဲ့ချင်းရောက်ထောက်အကျိုးမဲ့တက်တဲ့ဘာမှလုပ်လို့မရတဲ့အနေအထားမျိုးနဲ့တော့ချင်းရောက်ထောက်ပံ့တဲ့ပုံပုံမျိုးမရှိတာနဲ့ချင်းရောက်ထောက်ပံ့တာလို့ဆိုလို့ဥပမာမဲ့ဟိုတငယ်ချင်းကထမင်းစားပြီးနေပြီ ူစားနေတဲ့အခါကျတော့ဝါစားပြီးမှသိတဲ့အခါကျတော့ဘာပေးစားတာဝင်စားပါအောင်လားလို့ဘာလို့ဒီလိုဖိတ်လဲ။ဟောစားပြီးမှသိလို့ဖိတ်တာ။ဘိုက်ပြည့်နေလို့မစားဘူးဆိုလို့ဝင်ဖိတ်တဲ့ဖိတ်မျိုးအဲ့ဒါနေရတကိနသင်္ကနာတိ။ဘာမှအကျိုးမရှိတဲ့အရာနဲ့အခန့်နေ။ပြီးတော့ဘာပြောတော့သူကဝတ်လာတဲ့အဝတ်ကအခု latest design fashion နဲ့ဝတ်လာ။ဝတ်လာ။ တကယ်ချင်းကအခုငါဒီတစ်ထဲတည်းတယ်အလို့ဆိုရင်မင်းကငါပေးပါတော့ကွာဒီဟာငါလဲဆရာပါမလားနော်ငါဝတ်ထားတဲ့ဝတ်မင်းချိုက်လို့ရှိရင်ငါချုပ်ပေးပါဒါပဲလို့လူကြီးမတော်ဘူးကွာကိုလူတော့ဘာကြမတော်အပြောနဲ့ပဲလွန်လိုက်ရတာနော်အာသရတရားကောင်းလိုက်တာလို့စိတ်ကလည်းဖြင်းသွားအဲ့ဒါမျိုးကိုဝစီပရမလို့ခေါ်တယ်ပိစုပန်နေသူကိစ္စေသူ ဖြတ်တဏ္ဍဓာတ်သေးတိတကယ်လက်ရှိအနေထားတစ်ခုကြတော့အပြက်ကိုပဲစင်းပြတယ်တဲ့သူကသာသနာတော်ပြောတာလည်းတကယ်ချင်းကားကားလို့ရင်ကားလာပြောရတယ်မင်းဘောတကယ်လို့လို့သွားပြောတဲ့အခါကျတော့အေးကွာဘာကားရဒီဝါရှော့အပ်ထားတယ်နော်ကားကဘာမကောင်းလို့ညာမကောင်းလို့ ਨੇ ဝါရှော့အပ်အချင်းမအမှဂရက်ရှက်ထည့်ထားတာလည်းဖြစ်ဖြစ်ဖြစ် အဲ့ဒါအပြက်ကိုပြလိုက်တာနော်အပြက်ကိုပြလိုက်တာတကယ်လက်တွေ့ကျတော့ဘာမှအကူအညီမပေးလိုက်ဘူးအပြောလေးပဲဖြစ်တယ်ဆိုတာအဲ့ဒါဝစီပရမမေဆွေလို့လောကလူတွေထဲမှာနေတဲ့ပုဂ္ဂိုလ်တွေကဒီအကြောင်းတွေကိုသိလောက်ပါတယ်မြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့ဒီမိတ်ဆွေမျိုးကိုလည်းတတိထားပြီးတော့ဆက်ဆံရမယ်မိတ်ဆွေအစ်စ်မဟုတ်ဘူးတဲ့အဲ့ဒါအတူရောင်နေလို့သူတို့ပြောတယ် နောက်တစ်ခါအနုပိယပါဠိဘယ်တော့ဖြစ်ဖြစ်အချိန်ကုန်လိုက်ပြောတတ်တဲ့မိษွေမျိုးဟာလေတတိထားရမယ်မိษွေထုတူတမျိုးပဲတဲ့လူတယောက်ရဲ့အချိန်ကုန်တာလိုက်ပြောနော်ချက်တိုင်းကကောင်းတယ်ဆိုဟာဟုတ်တယ်ကောင်းတယ်ကောင်းတယ်ဝက်တိုင်းကကောင်းတယ်ဆိုလည်းကောင်းတယ်ကောင်းတယ်လို့သူကအကုန်လုံးဘာဖြစ်ဖြစ်မိษွေရဲ့အချိန်ကုန်အလုံးလိုက်လိုက်ပြီးတော့ပြောတတ်တဲ့ပုဂ္ဂိုလ်တဲ့ ဘာလုပ်လို့သူ့အချက်ကိုလိုက်လိုက်ပြီးတော့လုပ်တတ်တယ်။ပါပကံပိတ္တအနုဆန္ဒတိမကောင်းတဲ့အလုပ်လုပ်ရင်လည်းဟုတ်တယ်ဟုတ်တယ်ကောင်းတယ်။ကောင်းတဲ့အလုပ်လုပ်ရင်လည်းကောင်းတယ်ကောင်းတယ်။ဝတ်တော်ကြည့်ရအောင်ကောင်းတယ်ကောင်းတယ်တရားပွဲသွားရအောင်လည်းကောင်းတယ်ကောင်းတယ်ဖြစ်သူကတော့ဘယ်အဖြစ်သူမကောင်းတာလို့ရှိဘူးနော်။အလုံးကိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေမျိုးကလည်းအနေရရှိတယ်တဲ့ အဲ့ဒီမိတ်ဆွေမျိုးနဲ့မပေါင်းသင်းမိစေနဲ့တဲ့နောက်တစ်ခုကတမ္မုခတ္တဝဏ္ဏပါတတိရှေ့ကြတော့ရှင်းရှင်းဝေနေအောင်ရှင်းမွက်တတ်တယ်အကောင်းကြီးပြောတဲ့ရှေ့ကြလို့ရှိရင်လူရှိသူမိတ်ဆွေရဲ့ရှေ့ပါဆိုရင်အကောင်းပြောကွယ်လဲကွယ်လိုက်ရောအမင်းတော်တော့နော်ကြားဘူးရပေါ့လားပရမုခတ္တအဝဏ္ဏပါတတိကွယ်ရရောက်လာတဲ့တပြိုင်တည်းသူအတင်းပြောတော့တာ လူသုံးယောက်ဆုံးနေလို့စကားပြောကြပြီဆိုတဲ့အခါနှစ်ယောက်ဆုံးလို့စကားပြောကြပြီဆိုရင်တယောက်ရဲ့အကြောင်းကိုအတင်းပြောကြတာ gossip ကျုပ်ဥပါနေနှစ်ယောက်ကထိုင်ပြီးစကားပြောရင်သူတို့အကြောင်းပြောတာလဲတယ်တတိယလူတယောက်ရဲ့အကြောင်းကိုပြောနေကြတာနော်ဘယ်သူအပြင်ဘယ်လိုဆိုတာဘယ်သူအပြင်ဘယ်လိုနဲ့ဆိုပြီးတော့ဟိုအပြစ်တွေကိုပြောပြီးတော့နေရနေ တယောက်ကကိစ္စရှိလို့ထသွားလို့ရှင်ကြံရစ်တဲ့လူကဘာပြောလို့မင်းဟောတာမင်းလည်းတူတူပဲဆိုဟဲ့လည်းတူတူပါပဲဆိုအဲ့လိုထပ်သွားတဲ့လူကလည်းသူကသာပြောတာမင်းလည်းတူတူပဲနှစ်ယောက်စလုံးပဲတူတူပဲလို့မေးထိုးသွားကြတယ်တဲ့အဲ့ဒါရှေ့ကျတော့ကောင်းရင်းပြောပြီးတော့ကြွယ်ရကြလို့ရှင်အပြစ်ပြောတတ်တဲ့မိတ်ဆွေမျိုးတွေဟာအနုပိယပါဠိလို့ခေါ်တယ်ရှေ့ ရင်အကောင်ပြောတယ်၊ကွယ်ရာကြတော့အဆိုးပြောတယ်။ဘက်ဘက်လို့ခေါ်တယ်။ကွယ်ရာမှာအတင်းအဖြစ်ပြောတာ။နော်။အဲ့ဒီမိတ်ဆွေမျိုးတွေဟာလည်းပဲအတုအယောင်မိတ်ဆွေမျိုးဖြစ်နေတဲ့အကြတတိထားပါတဲ့ပေါင်းတဲ့ဆက်ဆံတဲ့အခါမှာအဲ့ဒီမိတ်ဆွေမျိုးတွေမပေါင်းမိပါစေနဲ့ဒီလိုဆိုရနော်ဟောနောက်တစ်ခုအပါယတဟာယဆိုပျက်စီးဖို့ရတဲ့အဖော်လုပ်တဲ့မိတ်ဆွေမျိုးတွေနဲ့ကြောက်เสียရ အဲ့ဒီမိတ်ဆွေတို့ကိုလည်းမပေါင်းပါနဲ့တဲ့အဲ့ဒီမိတ်ဆွေတို့တွေကဘာတွေတော့ဆိုရင်ဘယက်တော့ပဲဆိုရင်အဖော်လို့တယ်မကောင်းတဲ့အလုပ်တွေလုပ်မှဆိုရင်ဖော်လို့တယ်လမ်းထွက်ပြီးတော့ညမှာအလုပ်တစ်ခုလုပ်မယ်ဆိုရင်လည်းအဖော်လို့တယ်အဲ့ဒီပုံပေါ်ပါပွဲသွားမယ်ဆိုရင်လည်းအဖော်လို့တယ်ကစီနိုတို့လမ်းမစားသွားမယ်ဆိုရင်လည်းအဖော်လို့တယ် အဲ့ဒီလိုတောက်ဖို့တောက်ဖက်နော်တေပေါ်တေဖက်လောင်းပေါ်လောင်းဖက်အဲ့ဒီလိုမိတ်ဆွေမျိုးတွေဟာတဲ့သူအစ်အပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူးလုံးတဲ့လူတိုင်းအပြစ်ရှိတာဒီပဲပေါ့အဲ့ဒီလိုမိတ်ဆွေဟာမိတ်ဆွေစင်မဟုတ်ဘူးတဲ့နော်ကောင်းတဲ့ဘက်ကိုရောက်ဖို့ရမတမခဲနဲ့ဒါကြောင့်ဒီမိတ်ဆွေမျိုးတွေကိုပေါင်းတဲ့အခါမှာသတိထားပေါင်းတယ် လောကမှာကြီးပွားတုတ်တဲ့ရှင်လို့ရှိရင်မိတ်ဆွေတို့တွေကိုရှောင်ရမယ်လို့ဒီလိုပြောတာမရှောင်လို့ရှိရင်ဆိုးကျိုးတစ်ခုဖြစ်သွားနိုင်တယ်ပေါ့ဒါကရှောင်ရမယ်မိတ်ဆွေအတု16ရောက်ဒီလိုပြောတာเนาะ